ရှေးလူမျိုးတွေကနက်ခက်ဗီတင်မှာကျယ်ရရဲ့ဒီနေရာကိုလေးလာပြီးယာတီဥရုယာတီအလိုက်တင်းနံစိုက်ပျိုးမှုတွေအတွက်အများစုအသုံးပြုခဲ့တာဒါပေမဲ့လူတဦးရဲ့ကံကြမ္မာကိုကျယ်တွေကဆုံးဖြတ်နိုင်တယ်ဆိုတဲ့အယူအဆကြတော့သိပ္ပံနိကြာတသက်သေမရှိဘူးလူအများစုကဗီတင်ပြောတဲ့အရာတွေတဲကမှန်တဲ့အပိုင်းကိုပဲမှတ်မိတတ်ကြတာမလာတွေကိုကြတော့လက်လူရှူတတ်ကြတယ်ဥပမာမင်းဘဝမှာအခက်အခဲတွေ့မယ်ဆိုတာကလူတိုင်းနဲ့ကံ့ညီတယ် ဘာလို့လဲဆိုတော့လူတိုင်းအခက်အခဲတွေ့ဖို့ကြလို့ပဲဘုရားဘာသာရဲ့ဓမ္မပဒမှာမြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောကို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 ွယ်ဖို့ဒီခါရာကိုဟောခဲ့တာလူသားတွေရဲ့ကံညာဝရိယပေါ်ပဲခြေခံတယ်ဒေဒင်နဲ့အခြားသူတွေကိုအာကုမဲ့စာကိုယ့်ရဲ့ပညာဝရိယနဲ့ဆုံးဖြတ်ချက်ကတာအဓိကပါဥမာဆမ်မွေးကြတော့အောင်ခြင်းနဲ့စားကြဖိမချက်ဘူးဗေဒင်မေယုံနဲ့ဆာမေဘွဲအောင်မယ်ထင်လားဗေဒင်မေမဲ့စာဆာမေဘွဲအောင်ဖို့ အစာဖိကျက်လိုက်တာကဆာမိုဝဲအောင်ပူပိုးသေးကြတယ်။ကမတကတာလုတ်တဲ့အကျိုးကိုကိုခံရမယ်တဲ့။ဗုဒ္ဓဘာသာမှာကံအရှင်ကအရေးကြီးတယ်။ကျယ်တွေရဲ့အနေထားကမြေဘဝကိုမထင်ချုံနိုင်ဘူး။ဗုဒ္ဓဘာသာကမိကွန်းထုတ်ဖို့နဲ့လက်တွေ့ကြတာကိုပဲအလေးပေးတယ်။မြတ်စွာဘုရားကကာလာမတုံမှာငါပြောတာကိုမယုံနဲ့ကိုယ်တိုင်စမ်းကြည့်ဆိုပြီးဆုံးမခဲ့တယ်။ဒါလို့လဲဆိုတော့ကာလာမမျိုးနယ်ဝင်တွေကအယူအဆမျိုးစုံကိုကြားနာရပြီး ဘာကိုယုံကြည်ရမှမသိဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကကာလာမတုံမှာငါပြောတာယုံမနေနဲ့ကိုယ်တိုင်စန့်ကြည့်ဆိုပြီးတုံသင်ခဲ့တာဘေးရင်ကိုအရန်ကို ကြည့်ကျင်ပါတယ်ဆိုရင်အန္တာတိတ်မှန်အဖြစ်နဲ့စိတ်ဖြေတာမှုအတွက်လောက်တာကြည့်ဒါပေမဲ့ဘဝဆုံးဖြတ်ချက်တွေအတွက်အခြေခံမဟုတ်ဘူးကိုဘဝကိုကိုယ်တိုင်ထင်ချုပ်ပါကัญญံဝရိယကိုအခြေခံပြီးတော့လှုပ်ဆောင်ပါသူတစ်ပါးကိုအားကိုးနေတဲ့သူက သူတစ်ပါးရဲ့ကြေးကြုံဖြစ်မယ်ကိုကိုကိုအားကိုးတတ်တဲ့သူက မှန်တကယ်လွတ်မြောက်သူဖြစ်မယ်။မယုံခင်မှာစမ်းကြည့်ပါ။မလုတ်ခင်ဆင်ခြင်ပါ။ Facebook မှာဖတ်တဲ့သတင်းကိုချက်ချင်းမယုံမဲနဲ့အခြားအရင်းမြစ်တွေနဲ့တိုက်ကြည့်ပါ။လူအများလုံနေလို့မှန်တယ်လို့မထင်ပါနဲ့။ကိုယ်တိုင်စမ်းစစ်ပါ။အဓိကအချက်၃ချက်ကိုထပ်ပြောခြင်းပါလေ။မယုံခင်စမ်းပါ။မိခွန်းထုတ်ပါ။လက်တွေ အသုံးချပါ။